ပိုက်စစ်ဆွမ်းဆောင်ရည်ကိုပြပြီးနောက်တစ်ဆင့်ကိုတက်ရောက်ခဲ့တဲ့ Man United ယူရိုပါလိရောင်း60ဒုတိယကျောက်ပွဲစဉ်တွေမှာဒီပြိုင်ပွဲရဲ့ရှုံးပွဲမှရှိတည်တင်းသောအသင်းဖြစ်တဲ့ Man United အသင်းကပိုက်စစ်ဆွမ်းဆောင်ရည်ပြပြီးဆိုစီတက်ကို၄ဂိုးတူဂိုးနဲ့အနိုင်ကစားခဲ့တယ်လို့ချန်ပီယံရေပန်းစားဆုံး၃တင်းထဲမှာပါဝင်တဲ့စပါအသင်းကလည်း Netherlands Club AZ အသင်းကို၃ဂိုးတူဂိုးနဲ့အနိုင်ယူခဲ့ပြီးပထမကျောက်ရှုံးကိုခြေဖြတ်က Quarter Final ကိုတက်ခဲ့ပါတယ်ပထမကျောက်စပိန်မြေမှာဆိုစီတက်နဲ့ Man United ခြေစွမ်းခြင်းပြည့်ပြည့်တတမကွာခဲ့ပေမဲ့ဒီပွဲမှာတော့ Man United အသင်းက Dresser တိုက်စစ်ဆင်ခဲ့ပြီး ဆိုစီတဲ့အတင်းတို့အခွင့်ရေးမရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ပထမပိုင်းပွဲစားချိန်7မိနစ်မှာဆိုစီတဲ့ပင်နယ်တီတဂိုးနဲ့ဦးဆောင်ကိုရခဲ့တာကလွဲလို့ကြံပွဲချိန်တွင်မန်ယူနိုက်တက်အတင်းကပဲပွဲကိုလွန်မှုကစားခဲ့ပါတယ်။ဒါကြောင့်မန်ယူနိုက်တက်အတင်းရဲ့တိုက်စစ်ဆင်မှုတွေကနေပင်နယ်တီတွေပြန်ရခဲ့ပြီးပွဲချိန်16မိနစ်နဲ့ပွဲချိန်50မိနစ်တွင်မှာအတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကသွင်းယူခဲ့ပါတယ်။ပွဲချိန်63မိနစ်မှာဒိုကူကိုတားဆီးဖို့ကြိုးစားရင်းဆိုစီတဲ့နောက်ခံလို့အရန်ဘရူတိုက်ရိုက်အနီကန်းနဲ့ထုတ်ခံခဲ့ရတာကြောင့်လဲမန်ယူနိုက်တက်အတင်းတယောက်အတာနဲ့ကစားခဲ့ရပါတယ်။ပွဲချိန်89မိနစ်မှာ ဂါနာဂျိုဖန်နီပေးတာကနေဘရူနိုဖာနန်ဒက်ကသင်းယူခဲ့ပြီးဟက်ထရစ်ရယူခဲ့တယ်လို့ပွဲချိန်62မိနစ်မှာဒါလောကပွဲချိန်ကိုကိုသင်းယူခဲ့တာကြောင့်မန်ယူနိုက်တက်တင်၄ဂိုးတိုးဂိုးနဲ့အနိုင်ရခဲ့ပြီးနောက်တစ်ဆင့်ကိုတက်လန်းခဲ့ပါတယ်။ဒီမှာဘရူနိုဖာနန်ဒက်ရဲ့အမ